အကြလေဟိုငငယ်တည်းကကိုကဒီလိုပုံစံမဲ့နေတာများတော့အဲ့လိုမျိုးပဲပေါ့နော်ဟိုကြီးကြတချို့ကြလည်းဒီလိုပြောကြဆိုကြခံမများတော့လည်းဟိုအရင်ကိုကခယူသိမ့်တော့မဆိုင်ဖြစ်တော့ဘူးပေါ့နော်ကိုဩကြည့်တော့လည်းအဲ့လိုပါတချို့မကြိုက်တဲ့လူတွေ့တော့လည်းဒါဒါကိုကတမျိုးတော့ဖြစ်နေမှာပေါ့မကြိုက်တဲ့လူလည်းဩ तू မကြိုက်လို့ပြောတာပဲဆိုပဲသဘောထားလိုက်ပါတယ်ကိုကဟုတ်တယ်ငငယ်တည်းကတော့ကြိုက်တယ်ငငယ်တည်းကဟိုဟာပေါ့နော်ဟိုဒါက အော်ငငယ်ကဆိုလို့ရှိရင်အမတို့ဒီအစတော့ဒီနိုင်ငံညာပေါ့နော်ဒီရုပ်ရှင်လေးပါးတွေထဲမှာပါတဲ့ဟာတွေပါပေါ့နော်ဒီဖျက်ချင်းမိုင်းကတော့ငငယ်တွေကဒီလိုမျိုးဖောက်တာတွေကတော်တော်ကိုဒီတွေ့တဲ့ရုပ်ရှင်လေးပါးတွေမှာပါလို့ရှိရင်ကိုကတော်တော်အဲ့ရကိုပဲသဘောပေါ့နော်ဒီတက်တူးနဲ့ဖျက်ချင်းမိုင်းကိုတော်တော်သဘောကျတယ်မနက်မရတော့မနက်စီပါ အော်ဒီနေ့ကဟိုကိုစီပြောရလဲသူဒီပါတဲ့ကားလေးဆိုတော့လေအမတို့ဖိတ်ထားအောင်ဆိုတော့အဲ့ဒါအမဒီမှာပေါ့နော်သူဒါဟိုလေးစားရဲ့အနေနဲ့ပေါ့နော်လာအားပေးတာပါရှင်တော့မဟုတ်ပါဘူးကိုကလည်းအမြဲတမ်းလည်းကိုဒီပုံစံပဲနေပြတာပေါ့နော်ကိုရင်ငယ်ငယ်လေးကလည်းဒီပုံစံပဲနေတာပါအမကကိုကဟိုတက်တူးလုပ်တယ်နောက်ပြီးတော့ဖီးယားစင်မိုက်ပေါ့နော်ဒီအပေါက်ဖောက်တဲ့ဘိုင်းနေနောက်ဟိုတီဂျူအယ်ပေါ့နော်ဒီသွားပေါ့နော်တီ ရွယ်လေးတွေပေါ့နော်ဒီသွားမှာစိန်လေးတွေကတ်တဲ့ဟာလေးပေါ့အဲ့လိုမျိုးလေးတွေလုပ်ပါတယ်။ဒါပါတယ်အမားစီကိုကတော့တော်တော်များများတော့လာတယ်။ဟောတင်စာတို့နောက်အခုဆိုရင်တော့ဒါမောင်လေးအေးဇန်မောင်တို့ပေါ့နော်။နောက်ဒီကိုစီဖြိုးတို့လည်းရှိတယ်။နောက်ဟိုပိုင်တကွန်တို့အလင်းအောင်တို့တော်တော်များများတော့လာတယ်။ပေါ်လာမှရှိဘူး။အမားပုံမှန်ဟိုဟိုရင်နေရပေါ့နော်။ဒီလိုပဲကိုနေတာပြင်တာဒါဒီပုံစံတိုင်းပဲနေတယ်။ ဟောအိမ်မှာအပြင်သွားထားသားထားလာလဲဒီပုံစံမင်းနေရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဒီပီယားစင်းနေရတော့ဒါပုံမှန်အသီးအမြဲတမ်းဖောက်ထားတဲ့ဟာကြီးပေါ့နော်အမြဲတမ်းဒီဟာရှိနေရတယ်ဟောအဲ့လိုမျိုးဟိုလိုမျိုးအရင်နာမျိုးတော့မရှိပါဘူးဒါကိုကလည်းကြိုက်တာပါမှာပေါ့နော်မကြိုက်တဲ့လူတွေကတော့ဒါနာနာကောင်းနာနိုင်ပါတယ်အကိုကြိုက်တယ်ဆိုတော့ဟိုအရင်နာမို့ဖောက်တဲ့အချိန်ပဲပြီးလို့အနာ healing ဖြစ်သွားတဲ့အချိန်ကျရင်တော့မနာတော့ပါဘူး။ဒါတည်းကိုကကိုကြိုက်တာကိုကကိုလောရတော့ကျေလက်တော့ဘာလို့အဲ့လိုတော့မဖြစ်ဘူး။ခလုတ်ခလုတ်ဖြစ်တာတော့ဘာလို့တော့မရှိပါဘူး။ဒါဟိုကိုက နေနေကြဖြစ်သွားတာလေအသားကြွားသွားပေါ့နော်အနောက်ချက်အဲ့လိုတော့မဖြစ်ပါဘူးပုံမှန်အနောက်ချက်ဖြစ်လာလူပဲကြည့်ပါတော့အဲ့တမင်းသားအနောက်ချက်ဖြစ်တော့ပေါ်လေလားသိဘူး လိုတော့မဖြစ်ဘူးစားလို့အဆင်ပြေဝင်လာပဲကောဖောက်ခါစားကတော့သူတပတ်လောက်တော့နည်းနည်းနာလာလို့ပါလို့ရှိတာပေါ့နော်ဒါမဲ့ကိုကတော့ဟိုလိုအစားအသောက်တက်လောက်တဲ့အထိတော့မဖြစ်ဘူးပုံမှန်ပဲနည်းနည်းနာပဲရှိတယ်ဒါမဲ့ဒီတပတ်ကျော်ဆယ်လောက်ဆိုတော့တော်တော်ကောင်းမှရှားမြန်တယ်နာချက်လည်းမြန်တယ်ဆိုတော့လေအဲ့ဒါအကြလေဟိုငငယ်လေးကကိုကဒီလိုပုံစံပဲနေတာများတော့အဲ့လိုမျိုးပဲပေါ့နော်ဟိုကြီးကြတချို့ကြလည်းဒီလိုပြောကြဆိုကြခံမှများတော့လေဟိုအရင်ကိုက ခယူသိမ့်ရတော့မဆိုင်ဖြစ်တော့ဘူးပေါ့နော်ကိုဩကြည့်တော့လဲအဲ့လိုပါတော်ချို့မကြိုက်တဲ့လူတွေ့တော့လဲဒါဒါကိုကတမျိုးတော့ဖြစ်နေမှာပေါ့မကြိုက်တဲ့လူလဲဩသူမကြိုက်လို့ပြောတာပဲဆိုပဲသဘောထားလိုက်ပါတယ်ကိုကဟုတ်တယ်ငငယ်လေးကတော့ကြိုက်တယ်ငငယ်လေးကဟိုပါပေါ့နော်ဟိုဒါကအော်ငငယ်ကဆိုလို့ရှိရင်အမတို့ဒီအစတော့ဒီနိုင်ငံညာပေါ့နော်ဒီရုပ်ရှင်လေးပါတွေထဲမှာပါတဲ့ဟာတွေပါပေါ့နော်ဒီဖျက်စင်းမိုင်းကတော့ငငယ်တွေကဒီလိုမျိုးဖောက်တာတွေကတော်တော်ကိုဒီတွေ့တဲ့ရုပ်ရှင်လေးပါတွေမှာပါလို့ရှိရင်ကိုကတော်တော်အဲ့ရကိုပဲသဘော ပေါ့နော်ဒီတက်တူးနဲ့ဖျက်စင်းမိုင်းကိုတော်တော်သဘောကျတယ်။သဘောကျတော့ကိုယ်လည်းပေါ့နော်တနည်းကြလို့ရှိရင်ဒီလိုမျိုးဟာတွေကိုဟိုလုံးဖြစ်မယ်လို့လုံနိုင်အောင်လည်းလုံမယ်ပေါ့နော်ကိုကစဉ်းစားတာပေါ့နော်။ဒါကတော့အမားတို့ဒီ culture ရတော့ဒီဒီဟာကလုံးဝပေါ့နော်ဒီမှာလက်မခံကြဘူးပေါ့အရင်တော့ကတော့ပေါ့နော်။လက်မခံကြတော့ကိုကကိုဒီဟာလေးနဲ့ကိုတတ်နိုင်သလားပေါ့နော်။ဒီကောင်လေးကိုဒီအမားတို့နိုင်ငံမှာပြောရမယ်ဆိုလို့ရှိရင်ဒီ hygiene မိုင်းကိုအဓိကတော့ဒါယောဂပုဂ္ဂိုလ်ဆက်မှာလို့ပါကြောက်ကြတော့ hygiene မိုင်းကိုဒီကရှင်းမှုပိုင်းကိုဒီ ဆေးတွေပါလေဆိုလဲဒါအကောင်းစားတွေသုံးတဲ့ဟာပေါ့နော်ဒီအပိုင်းကိုအမဒါလေးလာပြီးတော့လဲအမဒီဟာကိုလုတ်ခဲ့တာပါအဲ့ဒါဆိုတော့ဒီမှာအခု safety ဖြစ်ဖြစ်ပေါ့နော်တစ်ခါသုံးအပ်ဒီတစ်ခါသုံးပစ္စည်းနဲ့သုံးနိုင်သွားတဲ့အခါကျတော့ဒီဒီအမတို့မြို့မှာလဲဒါနိုင်ငံမှာလဲတွင်ကျဲလာတာပေါ့နော်ဒီ PSM မိုင်းတွေအခုတထူးပိုင်းတွေဆိုခုနောက်ပိုင်းတော်တော်လေးတွင်ကျဲလာပါတယ်အဆင်ပြေတာပေါ့ဟိုကြိုက်တာကတော့ဒီ10နှစ်ဒီ9နှစ်10နှစ်လောက်ထဲကကြိုက်တာဒါမဲ့ဟိုဟွာလောက်ပေါ့နော်အဟိုက9တန်းလောက်ကနေစပြီးတော့ ဟိုအဲ့လိုအပေါက်ဖောက်တာတွေဘာတွေကကိုလှုပ်ဖြစ်တာခုနတန်းကတော့လေအမတို့ကကြောင်းတက်တုံးအချိန်ဆိုတော့လေဒီအမဒီဒီစက်တန်ကတော့ဒီအလေလေးကတော့အရင်ဖောက်တာပေါ့နော်ဒါလေးဖောက်ပြီးတော့အဲ့အဲ့လိုကတော့ကိုကပြန်ဖွက်ထားလိုက်အဲ့လိုကြောင်းသွားရင်တို့ဘာလို့ဖွက်ထားလိုက်ဟိုပြီးရင်ဟိုအပြင်သွားပါသွားမှပြန်ချလိုက်ပေါ့နော်အဲ့လိုတွေလှုပ်တယ်နောက်တက်တူးတွေဆိုလည်းအဲ့လိုပဲကိုကအဲအထဲမှာကိုခိုးထိုးမိတာတော့ပါပဲရှိတာပေါ့နော်ဒါပေမဲ့ဒါကတော့ကိုကတော့ဒါဒီအပိုင်းကိုအယံဝါသနာပါပြီးတော့ဒါနဲ့ပဲကိုရှေ့ဆက်မယ်လို့ကိုယူရထားရလဲပါတယ် ်အဲဒါမဲ့ဟိုအရန်တကယ်တမ်းကျတော့တကယ်အရန်ငယ်သေးလို့တိတ်မခိုင်မသေးရဲ့ခလေးတွေပေါ့နော်ခုနှစ်တန်းရှစ်တန်းကတော့တကယ်တမ်းဒါတွေကမလုံးသင့်တော့မလုံးသင့်သေးပါဘူးအဲကို ဆုံးဖြတ်ချက်ခိုင်းပါပြီသေချာပြီဆိုတော့အချိန်လောက်မှစပြီးလုံတင်တာပေါ့နော်ဒါကတော့အမအခုဟိုပြောပြလိုက်တဲ့အခါမှာသူတို့တွေကဟာဒီအမတော်မှဒါခုနှစ်နှစ်နဲ့လောက်တယ်ဆိုပြီးအတူယူမှဖြစ်မှာဆိုလို့ဒါကိုကတော့ခက်ခိုင်းပါတယ်ဆိုတော့ကိုကအဲကြီးလာလဲဒီရတွေအတွက်ကိုဟိုဟိုအဖဲသက်ရွယ်ရွယ်ဖြစ်ကိုရှက်ရုံနာရပါလေရှိမှာမဟုတ်ကိုကြိုက်တယ်ဆိုတော့လေအာမကြိုက်တဲ့လူတွေကမကြိုက်တာပဲဖြစ်နေမယ်ဆိုတော့ကိုက ဖြေနိုင်တဲ့လူဆိုတော့စိတ်ပြီးတော့ကြံစည်စိတ်နောက်ချက်မဖြစ်ဘူးပေါ့အဲ့လိုမဖြစ်တဲ့လူဆိုရင်တော့စိတ်နောက်ချက်ဖြစ်တာမျိုးတွေဖြစ်မှာဆိုလို့လေကြိုးပြီးပြောထားတာပါဘယ်နှခုရှိလဲတော့မသိမယူတာမယူအဲ့လိုတော့မဖြစ်ဘူးအခုကကြတော့ဟို healing ဖြစ်သွားပြီဆိုတော့မနာတော့ဘူးဆိုတော့ဒီတိုင်းပဲပေါ့နော်ကိုပုတ်ပြီးလင်းလိုက်တာပဲနားပေါက်ကနားကကြတော့ဒါအမတို့ကဒီလိုအပေါက်အကျယ်ဖြစ်အောင်လို့သတိတန့်ပြန်ချက်ထားတာပေါ့နော်ကိုကဒီအော်ကို ကိုပုံစံနဲ့ဆိုလို့ရှင်ကိုကလူကလည်းဝါတော့ကိုစိတ်ထဲမှာဒီနဘောက်သေးသေးလေးနဲ့ဆိုလို့ရှင်ကိုကအရင်မလိုက်ဖက်ဘူးလို့ထင်လို့ကိုကအဲ့လိုအကြီးကြီးကိုကြိုက်လို့လေကိုနဲ့လိုက်ဖက်တယ်လို့ထင်လို့အဲအကြောင်ဒီအရဆဲလိုက်တာပါနော်အာဒီအရောဟုတ်တယ်စတီးပေါ့နော်အကြီးတက်တာဆိုတော့ဝိတ်ပါတာဝိတ်ပါမှလည်းသူကဒီအပေါက်ကျဲကိုဆွဲထားလို့ရမှာဆိုတော့လေအဲ့ဒါဆိုတော့ပြန်မကျင်းဘူးပေါ့နော်မဟုတ်ဆိုရင်တော့ဒီဖြုတ်ထားတာကြာရင်တော့ဘာလို့အပေါက်ကပြန်ကျင်းပါလဲလေးတယ်ဟုတ်တယ်ဒီဟာစတီးဆိုတော့ဒီလိုဝိတ်နဲ့ဆွဲထားတာဟုတ် 没事的呀，没事，有点。 အဲ့လိုပဲသူလွတ်တဲ့နေရာလေးတွေတော့ဟိုလိုဒီလိုတော့ထိုးလိုက်တာပဲဟုတ်တယ်ပြောတာတော့ဒီလိုပဲပေါ့နော်ပြောကြရဆိုလူကကျတော့တယောက်နဲ့တယောက်အကြိုက်မတူတဲ့ခါကျတော့လေတချို့ကမကြိုက်တဲ့လူတွေအတွက်ကျတော့လေဒါဟိုပါပေါ့နော်မျက်စိနောက်ဆရာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဆိုတော့ဟိုကိုကတော့နားလဲတယ်ဆိုတော့ဟိုကိုလဲကိုဒီကကြိုက်တဲ့ဟာကိုမကြိုက်တဲ့ပုံစံမျိုးတွေ့ရင်ကိုစိတ်ထဲမှာဒီဟာကြီးကဟဲ့တမျိုးကြီးပဲလို့စိတ်ထဲကခံစားရတယ်လို့ပေါ့နော်သူများလည်းအလိုတော့ခံစားရမှာပဲဆိုတော့ကိုကိုချင်းစပေးလို့ရပါတယ်အဲ့တော့ကိုကလည်းဟိုကိုလုံးချင်တာလုပ်ပေါ့နော် သူတို့လည်းဟိုလိုပြောချင်လည်းပြောကြပါတော့အဲ့လိုပဲစိတ်ထဲမှတ်ထားတာကြည့်တချို့လည်းကြည့်ကြပါတယ်အခုနောက်ပိုင်းတော့ဒီတက်တူးတဲ့ပီးအစင်းတွေကဒီပေါ့နော်တော်တော်များများဟိုခင်စားလာတဲ့အခါမှာတော့အရန်ကြီးတော့ဟိုလိုမျိုးကြီးပေါ့နော်ဟိုထူးထူးဆန်းဆန်းဖြစ်နေရမျိုးတော့မရှိပါဘူးတူကကြတော့ဒါဟိုပါပေါ့အဓိကကတော့အမဟိုကတ်တုန်းပုံလေးတွေပေါ့ ကတ်တုန်းပုံလေးတွေနဲ့ဟိုပါတော့ကိုအဓိကအမကြိုက်တဲ့ဟာပေါ့နော်အမ live မှာကိုကြိုက်ခဲ့တဲ့ဟိုငငယ်လေးကကြိုက်ခဲ့တဲ့ကတ်တုန်းပုံလေးတွေနောက်ဒီ live အတွက်အမှတ်တရဖြစ်တဲ့ဟာလေးတွေပေါ့နော်ကိုဒီ live အမှတ်တရဖြစ်တဲ့စာသားတွေကိုနဲ့ပတ်သက်တဲ့ဒီကိုရဲ့စိတ်ထဲမှာကြိုက်တဲ့ဟာတွေပဲပေါ့နော်အမှတ်တရရှိနေတဲ့အရာတွေပဲအလုံးထိုးထားတာပါဘာလို့အဲရောင်းဆောင်လေးကြိုက်လို့လေကိုကအများတိုင်းရောင်းဆောင်ရောင်းဆောင်အများတိုင်းလှုပ်တယ် မင်းကဟုတ်တယ်ဇမင်းကကျတော့အမကဟို street fan ပုံစံမျိုးဆိုတော့ဒီ mohawk ပေါ့နော်ဒီအလဲတက်တက်လိုင်းနဲ့ပုံစံမျိုးပဲထားထားတာများတယ် အာအရင်တော့ကတော့ဒီရုံးနေပါလေလုတ်တဲ့အချိန်မှာတော့ဒီဒီသပင်ကအပြည့်ထားတာပေါ့ခုနောက်ပိုင်းဒါဟိုကို artist တစ်ယောက်အနေနဲ့ပဲတည်တဲ့ရက်တည်တာ ဖြစ်တဲ့အတွက်ကိုသပင်ကိုလည်းလုံးဝဒီ one way ပုံစံမျိုးပေါ့နော်ဒီ mohawk ပုံစံမျိုးဒီ street pant ပုံစံမျိုးပဲတည်တဲ့ထားထားတာပါအဲကိုကတော့ဒီ body modification မိုင်းတွေဒီ scarification မိုင်းတွေပေါ့နော်ဒီအာဒီဘယ်လိုပြောရမလဲ ီအမားတို့ဒီနိုင်ငံသားမှဆိုလို့ရှိလို့ရှင်ဂျိုးပုံစံမျိုးတက်တိုက်ပါတယ်အဲ့လိုမျိုးကြီးကြိုက်တယ်ကိုကကြိုက်တယ်ဆိုပေမဲ့လည်းဒီလိုပေါ့နော်ကိုနိုင်ငံအနေထားနဲ့လည်းအဆင်မပြေတာရှိသေးတဲ့အခါမှာတော့ဟိုကိုကဒါတင့်တော့တင့်နေလောက်ပတ်အောင်တော့ကိုနေတာပေါ့နော်တင့်နေလောက်အဲ့မှာဘာမှမလုပ်တာဘူးဒီတိုင်းပဲလှထည့်ထားတာ။အဟိုအမောက်ဆက်သွယ်ခြင်းလည်းဆိုလို့ရှိရင်တော့အမားတို့ကဒီ132လမ်းမင်္ဂလာတောင်ညွတ်မှာပါ။ဒီအိမ်နံပါတ်5ပေါ့နော်။မြင်းကြီးတက်မှာပဲဒီလောက်ပါတယ်ဘုံတက်တူက ဟိုအမတို့ဒီမှာဒီ date date ပေါ့နော်ယူပြီးတော့ဖုန်းဆက်ပြီးတော့လေ date လေးယူပြီးတော့လာထိုးလို့ရပါတယ်ရှင်